ကိုလို့တည်းများကုတို့ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့တေချာတယ်အလုတ်တစ်ခုလုတ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်ထိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းလူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိရင်လုတ်တည်းများဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုတွေ့ တွေ့ရှိနေကြတဲ့လူတွေညောင်များစွာရှိတယ်။နော်။ညောင်များစွာရှိ။မကောင်းမှုအကုသို့လုပ်တဲ့လူတွေအားလည်းဒီဘဝမှာပဲအကျိုးပေးခံရတာတွေရှိတယ်ပေါ့။လူတယောက်ဟာငှက်တွေကိုဖမ်းဖမ်းပြီးတော့ခြေတော့ကိုချိုးတဲ့လူတယောက်ဟာမသေးခင်ပဲခြေတော့ဖြတ်ခံရတဲ့ကံကြမ္မာနဲ့ဆုံးသွားတယ်။ခြေတော့ပြတ်သေးတာမျိုးတွေဖြစ်တယ်။ဒါဒီဘဝမှာလည်းပဲဖြစ်တာနော်။ မကောင်းတဲ့အာဟုတုကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝမှာတည်းမင်းသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတယ်အလောက်ကိုင်းနေစင်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းငင်ကရှင်မှုမှုမမယွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိပြီပေါ့အေး ဒါကြောင့်မို့ဒိဋ္ဌဓမ္မဝေရဏိယဆိုမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုကိုလုတ်တဲ့အထဲမှာရှိနေတဲ့ဟောကုသိုလ်ပဲလုံလို့အကုသိုလ်ပဲလုံလို့လက်ရှိဘဝအကျိုးပေးမဲ့ကံဟာပါလာပဲအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်တယ်ပေါ့နော် ဲ့တော့မဟာဒုဒ္ဓဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းကင်ရဲ့ရတနာမိုးရီရွာချလို့အိမ်လုံးပြည့်သွားတယ်သူတို့ဆိုဒါနဲ့သူဟာဒီရတနာတွေသူ့အိမ်မှာပြည့်နေတာဘီရင်ကြီးစီအကြောင်းကြားတော့ဘီရင်ကြီးကနန်းရင်ပြင်ကိုတဲခိုင်းနေအောင်တဲပြီးရတနာဘုံကိုပုံပြီးတော့ဒီမြို့မှာ ဒီလိုသူလောက်ယရနာများတဲ့ပုဂ္ဂိုလ်ရှိသလားလူလူဆန္ဒခံယူတာလူတွေကမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရာတူ အနှင်းသင့်သလားဆိုအနှင်းသင့်ပါပဲဆိုကဲချက်ချင်းပဲသူကအလွန်ဆင်းရဲတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီဆိုတထေးရာတူရသွားတယ်အဲ့ဒီမှာနေရာအိမ်ကကောင်းကောင်းမရှိလို့ ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့မြေခွက်ကြီးတစ်ခွက်ကိုသူတထင်းနဲ့ထိုက်တန်တဲ့ကျယ်ဝန်းတဲ့မြေခွက်ကြီးတစ်ခုကိုဘုရင်ကနေပြီးအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းတော့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံနေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှကန်းချင်းထိပ်ပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုတော့ အကျိုးကိုလည်းပဲသူဟာရတယ်။ဒါကြောင့်မို့သူဟာစင်ရသားဘွားကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုရာသက်ပံပြုပြီးတည်တဲ့အခါမှာနတ်ပြည်ရောက်တဲ့လို့ဆိုတယ်။အဲ့ဒါမဟာဒုတ်တမိုင်းပဲပေါ့နော်။မဟာဒုတ်ရဲ့တမိုင်းကောရမဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေးသားဖြစ်ပြီးတော့ပဏိတသာမရိဘဝနဲ့ပဲကျွတ်တန်းဝင်သွားတယ်။ ပဏိတသာမဏေဖြစ်နေချက်တန်းဝင်သွားတယ်ပေါ့နော်ခုနှစ်နှစ်အရွယ်မှာရှားနာဖြစ်သွားအဲ့တော့စေရနာကောင်းရင်ကံကောင်းတယ်လို့ဆိုတာအင်တာမတတိထားရမယ့်အချက်ဖြစ်ကိုလှုပ်တဲ့အလုပ်တွေမှန်တဲ့များစေရနာကောင်းကောင်းနဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့မင်္ဂန်နဲ့စိတ်ဒီသဘောထားတွေမင်္ဂန်နဲ့စေရနာတွေ တော့လှူတဲ့လူတွေဟာလှူတိုင်းစေတနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေတနာဟာဘယ်လိုသဘောထားသလဲကိုယ်ကကုသိုလ်ကောင်းမှုမလုပ်လို့ရှင်သူများအပြစ်တွေမှာကြောက်လို့လုပ်တဲ့လူမျိုးလည်းရှိတယ်ဟမ်လုံးနဲ့အတန်းနဲ့မလုပ်ဘူးဆိုရင်သူများပြစ်တယ်မှာကြောက်လို့လုပ်တဲ့လူလည်းရှိတယ် နာမည်ပေါ်ခြင်းလို့လုပ်တဲ့လူလည်းရှိတယ်။အဲ့လိုမျိုးကြတော့စေရနာခေါင်းလို့ပြောလို့မရဘူး။နော်။လူမှာ intention လို့ခေါ်တယ်ရည်ရွယ်ချက်ကမျိုးမျိုးရှိတဲ့တကော။အဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်။ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရအောင်။ကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာခေါင်းစေရနာကောင်းရင်ကံကောင်းမယ်။ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုတယ်။ ဒါကတော့အင်တာမအရေးကြီးတဲ့အချက်တစ်ခုဘုရားဗဒဝင်သူတော်စင်နေနေနဲ့နှစ်စင်နဲ့အမြမဟာဒုတ်သမိုင်းကြောင်းကိုပြန်လည်တတိယသောအဖြစ်ဟမ်မဟာဒုတ်မြတ်သပိတ်စေရံမဲဖောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ပွားတော့ တန်ဃာတော်တွေကိုဆွံကတ်ခွင့်ရတယ်အဲ့တော့ဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာမြတ်တဝိပောက်လို့မြတ်စွာဘုရားကိုရုပ်ပွားတော်မှာဆွံကတ်ခွင့်ရပြီဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပဲပြောရမယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်တကယ်တတ်တော်တရားဘုရားကိုယေရှုပြီးတော့ နော်စိတ်ကိုဓာတ်ညှထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော်မြတ်စွာဘုရားဟောထားတိတ်ထန်တေနေဘူးတေစာပိသမေစိတ်တေတမန်ဖလံတတော်တိရှာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဆိုအပ်ကိုကဘုရားပြိဋိဘံဆံမှလူဖြစ်တယ်ဆိုတော့ ပြိနိဗ္ဗာန်ဆံသွားတဲ့မြတ်စွာဘုရားအေးဘုရားတတ်တော်ထင်ရှားရှိတော်ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဘုရားတတ်တော်ရှိတဲ့အချိန်မှာဘုရားကိုတိုက်ရိုက်လှူပါအဲ့ဒီမှာတတ်တော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့မြတ်စွာဘုရားကိုယေရှုပြီးတော့ပြိနိဗ္ဗာန်ဆံသွားပြီးတော့မှလှူရတာရဲ့အဲ့ဒီလှူရတဲ့အချက်နှစ်ခုမှာ စိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသမီးမဲပေါက်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားချစ်အေးတစ်ချိန်တုန်းကကသဝဗုဒ္ဓရဲ့လက်ထက်မှာ ကသောမြတ်စွာဘုရားကသပိတ်ပေးလိုက်လို့ရသွားတယ်မဟာတုတ်ကြီး။ကံကောင်းလိုက်တာဘုရားကိုဆုံးကပ်ခွင့်ရသွားတယ်။ငါလည်းပဲသူ့နီးတူပဲမြတ်စွာဘုရားကိုယေရှုပြီးတော့ဆုံးကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆုံးကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ပီတိဖြစ်မယ်ဆိုလို့ရှင်အကျိုးပေးဟာ တူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်။နော်တူညီတဲ့အကျိုးမျိုးတူညီတဲ့အကျိုးဆိုတော့နော်တူညီအောင်ထိုင်ရမယ်ဆိုတော့တူနိုင်သလားလို့ဆိုတဲ့အခါမှာတူဝဲရတော့မလွယ်ဘူးပေါ့တူဝဲရမလွယ်တူဝဲရမလွယ်သည့်အတွက်ကြောင့်ရှေရနာမိုးလဲရွာချင်မှရွာမှာပေါ့အဲ့လောက်ကြည့်နော်သို့တော့ကုသကံနေ စိတ်ထဲမှာကြည်နူးမှုဝမ်းသာမှုတွေကိုယ်တိုင်မှာတူနေတဲ့များတူအောင်ကြိုးစားမယ်ဆိုလို့ရှိရင်နော်ဒီကုသကံရဲ့အကျိုးတရားဟာအလဟတဖြစ်မသွားပဲနဲ့ကိုယ်တိုင်မှာကောင်းကျိုးချမ်းသာတွေကိုပေးပါဖြစ်တယ်နော်ဘုရားဗျာကိုယ်တိုင်ကဟောထားတာရှိတယ်ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝ တာဝကေပပင်စသမတိကံတိတိဏတောကပရိဒုဖရာတို့ယဟန္တာတို့ပစ္စိကဗုဒ္ဓါတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကို ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုတိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေရှည်စူးပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့ တပည့်တော်ကဖြစ်တဲ့ယဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်ရိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့အတိုင်းအတာတစ်ခုကိုရေတွက်လို့မရပါဘူးလို့မြတ်စွာဘုရားဒီလိုခေါ်တယ်။ဘာကြောင့်တော့လို့ဆိုဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိရင်နေဖို့တိအကုတော်ဘုရင် ။ဘာကြောင့်ပူဇော်တိုက်တုံဆိုတိဏတောကပြိဋ္ဌဝေ။ပပိစသမတိတ်ကံတိတိဏတောကပြိဋ္ဌ။အဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွင်းငါဟာဆိုတဲ့အတွင်းငါရဲ့အတ္တဆိုတဲ့မာရွဲ့နဲ့အမြင်ပပိစတရားတွေကိစ္စညရတဲ့ပပိစဆိုတာ ။တဏှာကိုချက်ထွင်တတ်တဲ့တဏှာမာနဒိဋ္ဌိ။ဟော။ကိုရထားတဲ့ခန္ဓာကိုယ်ပေါ်မှာမဟာလို့တွေးတာတဏှာရဲ့အတွေး။ငါလို့တွေးတာဒိဋ္ဌိရဲ့အတွေး။နတ္တလက္ခဏာသုတ်အရာဆိုရင်ငါဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေ့ ငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေးလို့ခေါ်တယ်။တဏမာနဒိဋ္ဌိအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့။အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာလေ။အဲ့ဒီလိုမှားရွင်းတဲ့ပပင်စအတွေးတွေကိုကြော်လွှတ်သွားတဲ့ဖရာတို့သစ္စကဗုဒ္ဓတို့ယ ahanan ပုဂ္ဂိုလ်တွေကိုရှင်စုပြီးလှူလိုက်ရမယ်ဆိုလို့ရှိရင် ကြီးမားလာတော့အကျိုးတရားကိုရတယ်တိဏတောကပရိဒဝေအဲ့ဒီအတွေ့အကြုံမရှိသည့်အတွက်ကြောင့်တောကဆိုတာဆိုရင်မှုဆိုတာသူတို့မှမရှိဘူးပရိဒေဝဒီအတွက်ငိုရရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်ပေါ့တောကပရိဒေဝကင်းစင်တဲ့နှလုံးသားပိုင်ရှင်တွေကိုလှူလိုက်ရတန်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်ဟာ အမတန်ကြီးမားတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့တေတာဓိတိပူဇရာတော်နိဗ္ဗုတေအကုတော်ပြီပြိနိဗ္ဗာန်ဆံသွားလို့နိဗ္ဗာန်ဝင်ဆံသွားလို့ဘေးရန်ခတ်သိငြိမ့်သွားတဲ့ပြိနိဗ္ဗာန်ဆံဝင်ပြီးဖြစ်တဲ့ဘုရားပိစိကဗုဒ္ဓယဟန္တာပုဂ္ဂိုလ်တွေလှူလိုက်ပဲတန်းလိုက်ပဲပူဇော်လိုက်ပဲဆိုရင်နတ်တက်ကပုံညာသင်္ခါတုဣမိထမပိကေနစီ ဒီကုသိုလ်ကောင်းမှုဟာအတိုင်းအတာဒီကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုလို့ရှင်တွက်လို့မရဘူးတဲ့ပင်လေတဲ့ကရေကိုခတ်ပြီးတော့ဘဏ္ဍကာလံဆိုတာမပြောနိုင်လို့တလို့ပဲအလုံးများပြားလာတဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိတယ်လို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းမှု ကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖို့ဟောကြားထားတာရှိတယ်။ထုတ်ဖို့ဟောကြားထားရှိတယ်။ဒါမို့စေတနာကောင်းလို့ရှိရင်ကံကောင်းတယ်။ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ်လို့ဒီဘဝတွေမဟုတ်ဘူးဖြစ်လျာဘဝတွေမှာလည်းပဲအကျိုးပေးတွေကောင်းမယ်။ကုသိုလ်ကောင်းမှုဆိုတာတစ်ခါလုံးလိုက်တာကနေပြီးတော့လူတယောက်ဟာတက်မှတ်သွားပြီးနောက်ဆုံးနိဗ္ဗာန်ရသည့်ထီအောင် အကျိုးတရားဆိုတာဖြစ်ပေါ်လာရှေးတုန်းကဆိုလို့ရှိရင်ပုဂ္ဂိုလ်တယောက်ဖရာတစုနဲ့ကြုံတဲ့အခါမှာပန်းကလေးတစ်ပွင့်လှူပြီးတော့ခြေနှက်ဆရာကောင်းတဲ့ပီတိတွေနဲ့မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွင့်အပေါ်မှာဒီကုသိုလ်ကောင်းမှုလေးအပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီး တည်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေဆက်ဆက်လုပ်သည့်အတွက်ကြောင့်ပန်းတပွင့်လှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့60နဲ့တကမာအပေပုံဆိုတာမရောက်ခဲ့ဘူးပြိဿံဘဝမရောက်ခဲ့ဘူးတိတ်တာဘဝမရောက်ခဲ့ဘူးမရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်၊နတ်ပြေရောက်လိုက်၊လူပြေရောက်လိုက်၊နတ်ပြေရောက်လိုက်နဲ့ ဒီကုသိုလ်ကံကနေပြီးတော့ဆောင်းလျှောက်သွားဘယ်သူမှဆောင်းလျှောက်တာမဟုတ်ဘူးကုသိုလ်ကံကဆောင်းလျှောက်တယ်အဲ့တော့ကုသိုလ်ကံကိုဓမ္မလို့ခေါ်တာဓမ္မဆိုတာသူ့ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုအတ္တနံဓာရင်တိစတုတုအပါယေတုအပ္ပဒမာနိကတဝါဓာရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည် အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ်ကိုဘယ်တော့မှအပေပုံမရောက်အောင်သူကဆွတ်ဆောင်ထားနိုင်တယ်။ဆွတ်ဆောင်ကဲတင်ထားတယ်ဆိုတာ။တော့အမြဲတမ်းအားကိုးစရာကောင်းတယ်ပေါ့။အမြဲတမ်းအားကိုးစရာကောင်းတယ်။အဲ့ဒီလိုကုသိုလ်တရားရဲ့စွမ်းအားနဲ့သူဟာ60နဲ့တက္ကမတက္ကမတွေမကဘူး60နဲ့တက္ကမပန်းတပွင့်လှူတယ်ကုသိုလ်ကနေအခြေပြုတ်ပြီးတော့ 60တကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုအကံကိုအခြေပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးတစ္ဆာကိုသိပြီးနောက်ဆုံးမှာနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်ရဟန္တာပုဂ္ဂိုလ်ထီအောင်ဖြစ်သွားတယ်အဲ့တော့ကုသိုလ်ကံတစ်ခုဟာကိုယ့်အတွက်အဆက်ဆက်အဆင်ပြေအောင်သွားလုပ်တော်တယ် ဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်လိုက်လို့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောက်သွားရင်အဲ့ဒီဘဝမှာလည်းပဲကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောက်တဲ့အခါကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒါလို့ကုသိုလ်ကောင်းမှုအစဉ်ဆက်မပြတ်ပြုလုပ်သွားသည့်အတွက်ကြောင့်သူပုဂ္ဂိုလ်ဟာစိတ်ကောင်းစေရနာကောင်းကြောင့်ကံကောင်းကံကောင်းလို့အကျိုးပေးကောင်းပြီးတော့ နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုသွားနိုင်တဲ့အကျိုးတရားကိုရနိုင်တယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အားကိုးရတဲ့နေထားမျိုးဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကနော်ပုံဉ္စီပုရိသောဂယိတာဂယိတာနံပုဏ္ဏပုဏ္ဏတမ္မိသနံဂယိတာထဒုခောပုညတအုတ်စင်ရောဒါလေးကိုမှတ်သားထားပြီးတော့ ဒီတိုင်းလိုက်နာဖို့ဆောင်မှုလို့ရသော်ဘုရားရဲ့အဆုံးမတရားရှိကြစွာတည်ပါစေဆိုတာဒီလိုအဆုံးမစကားမျိုးကိုဆွံ့လို့နေပေါ့နော်ဘုရားသာသနာစီရန်ဒိဋ္ဌတုဘုရားသာသနာရှိကြစွာတည်ပါစေဆိုတာအဆုံးမတွေကိုပြောတာနော်ဘုရားဆုံးမတဲ့အဆုံးမစကားတွေလိုက်နာမယ်ဆိုရင်လိုက်နာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတည်တယ်လို့သူတို့ခေါ်ရတယ်မလိုက်နာဘူးဆိုရင်လိုက် ဒီပုဂ္ဂိုလ်မှာသာသနာမတည်ဘူးလို့ပြောသာသနာဆိုတာလူအပြင်မှာတည်တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင်ဖះကြောင်းကံတွေကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်ဒီသားလေသာသနာအဲ့ဒီအဆုံးအမစကားတော်တွေကိုအကြောင်းပြုပြီးတော့လူကြတန်းကြလို့ဖះတွေကြောင်းတွေကံတွေဖြစ်လာတာနော်သူတို့ကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမ ကြည်မြတ်စွာဘုရားကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမတော့ပုံညာစေပုရိတော်ကိရိတာသရဝတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်တဲ့လုပ်လဲလုပ်ပါပေါ့ကုသိုလ်ကောင်းမှုလုပ်ပါလုပ်မယ်ဆိုလို့ရှိရင်ကိရိတာနံပုဏ္ဏပုဏ္ဏထထလုပ်ဖြစ်အောင်လုပ်ပါလို့ဆိုအခုမဟာတုတ် မြသပိစေရံမဲဆိုတဲ့ဒီကုသကောင်ကနှစ်ချောင်းအချိန်ပေါင်းတောင်60ရှိပါနော်ထပ်ထပ်လုပ်ထပ်ထပ်လုပ်ကြအဲ့တော့ကုသကောင်မှုလုပ်ရင်ထပ်ထပ်လုပ်ပါတဲ့မြတ်စွာဘုရားပုဏ္ဏပုဏ္ဏကိရဏံပုဏ္ဏပုဏ္ဏအဲ့ဒီကုသကောင်မှုကိုအချိန်ချင်းထပ်ထပ်လုပ်ပါ တမ္မိသဏ္ဍံကရိရထလုတ်ချင်တဲ့သဏ္ဍကိုလည်းမွေးထားပါဆိုတော့ကုသကောင်းမှုတစ်ခုလုပ်ထားပြီဆိုရင် နောက်ထပ်လုပ်ဖြစ်အောင်ကြိုးစားချိန်ချိန်ထက်ထက်လုပ်ဖြစ်အောင်ကြိုးစားလုတ်ချင်တဲ့သဏ္ဍကိုလည်းပဲရင်ထဲမှာ ရှင်းသန်းနေအောင်ထားဘာကြောင့်ဒီလိုတိုက်တွန်းရသလဲဆိုရင် သူခေါပုံညတ်တာဥစေယောပုံညတ်တာကုသကောင်းမှုဥစေယောမိမိတဏ္ဍမှာ တိုးတက်မြတ်ပြလာခြင်းသည်ဒုက္ခချမ်းသာဒုက္ခရာခြင်းအကြောင်းပဲဖြစ်တယ်။လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေယဉ်နေများလာပြီဆိုရင်တော့ဆင်းရဲမှာပဲတေချာတယ်။ကုသိုလ်တွေယဉ်နေနှလုံးထဲမှာများလာပြီဆိုမှချမ်းသာမှာဖြစ်တယ်တဲ့။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကကိုလို့တဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့ စေရနာထက်ထက်တန်တန်နဲ့စေရနာကောင်းကောင်းနဲ့ပြုလုပ်ခြင်းအပြင်ကံကောင်းမှဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးပေးကောင်းမှဖြစ်တယ်အကျိုးပေးကောင်းမှုကံကောင်းမှုအကျိုးပေးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယင်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကို စင်ဆက်မပြမိမိတို့တဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း